မင်္ဂလာပါဆရာရောဘယ်မှာဆရာဒီနေ့ဒီဗီဒီယိုမှာတော့ complex numbers တွေရဲ့ဘယ်မှာသုံးလဲဆိုတော့ example လေးတွေဆရာပြပေးမှာเนาะအရှိကဗီဒီယိုမှာတော့ဆရာ complex number ရဲ့သမိုင်းကြောင်းလေးကိုဆရာအချင်းမိတ်ဆက်ခဲ့တာရှိတယ်ဒီဗီဒီယိုမှာတော့ဒီ complex number တွေကိုဘယ်လို number မှာသုံးလဲဆိုတာကိုဆရာမိတ်ဆက်ပေးဖို့ရှိတယ်ဟုတ်ပြီဒါဆိုဆရာစာเนาะ complex number ဆိုတာကတကယ်တော့သူကညံမျက်စိလိုတဲ့ game ပေါ့เนาะ gain complex numbers ကိုဆရာတို့ gain tree လို့မြန်မာလိုဘာသာပြန်လာတာရှိတယ်။ဆိုတော့ဒါဝဲဆရာတို့ဆက်သုံးရမယ်ဆိုလို့ရှိရင်တော့သူကညံမျက်စိလို့တယ်။ဒီ naked eyes လို့ခေါ်တဲ့သာမန်မွေးရပါမျက်စိနဲ့ဆရာတို့ကြည့်လို့မြင်လို့ရတဲ့အရာတွေနဲ့မတူဘူး။သူက complex number ဆိုတာသူကနည်းနည်းလေးညံ dimension လေးတစ်ခုထည့်ပြီးတော့ကြည့်မှမြင်ရတဲ့သဘောရှိတယ်။နော်။ဆိုတော့တကယ်ဒီရှိပြီးသားမျက်စိနဲ့တန်းကြည့်လိုက်လို့ တန်းသည့်တန်းမြင်လို့မရတဲ့ဂိမ်းတွေပေါ့နော် complex numbers တွေဆိုဟုတ်ပြီအဲ့တော့အဲ့သဘောသဘာဝကဘယ်လိုရှိလဲဆိုတာကိုဆရာတို့ကနည်းနည်းလေးနော်စိတ်ငုကြည့်ဖို့လိုတယ်နော်အဲ့ဆိုကျွန်တော်ဒီမှာဝင်ကြည့်အောင်ဒီဟာလေးကိုနော်ဆိုတော့ဒီ complex numbers တွေ ਨੇ ပတ်သက်ပြီးတော့ဘယ်မှာသုံးလဲဆိုတဲ့အသုံးကိုဆရာတို့အဲဒီသူ့ရဲ့အသုံးနဲ့ပတ်သက်တဲ့ဟာတွေကိုရှာဖွေလေ့လာကြည့်တဲ့အခါမှာဘာတွေသွားတွေ့ရမလဲဆိုတော့ သူက waves and vibrations လို့ခေါ်တယ်နော် waves and vibrations ဆိုတာသူကလှိုင်းပေါ် တုန်ခါမှုပေါ့နော်ဥပမာဆရာတို့မျက်စိနဲ့ဘာကိုမြင်နိုင်လဲဆိုတော့တရားကြီးနော်ဒဇင်းထိုးရတာမြင်ရမယ်ဥပမာ ရေလှိုင်းတွေကိုဒါမျက်စိနဲ့မြင်ရမယ် now what you see what you don't see ဆရာတို့မျက်စိနဲ့မမြင်ရတဲ့အရာတွေလည်းရှိတယ်အဲ့ဒါတွေကဘာလဲဆိုတော့ wave တွေ timing တွေပေါ့ဥပမာတရားကြီးဆိုလို့ရှိရင်အဲ့တရားကြီးက တရားကြီးမှာလှိုင်းနေရှိရဆိုတာကိုပြောလိုက်လို့ရှိရင်ယုတ်တည့်ရတော့မြင်ရတာခက်တယ်နော်မြင်ရတာခက်တယ်ဒါပေမဲ့အဲ့တရားကိုထိုးထားတဲ့တရားကိုလေတိုက်နေတယ်ပြီးတော့တစ်ခါလေးကြလို့ရှိရင်အဲဒီဗီဒီယိုကြည့်ရှုသူတွေအနေနဲ့တရားကိုဖြတ်တဲ့အခါမှာကားတွေယင်ကြောပိတ်တဲ့အခါမှာပေါ့နော်တရားပေါ်မှာကိုယ်ကရောက်နေကားလှုပ်နေတာတွေ့ရလေခံစားရလိမ့်မယ်လှုပ်နေတယ်သူကြီးကပြော vibration ရှိနေတယ်သူမှာနော်လှုပ်ခါနေတယ်ပြောမယ်ဆိုရင်လှိုင်းသဘောသဘာဝဖြစ်နေတယ် ပြီးတော့နောက်တစ်ခုကဒီငလျင်လှုပ်တယ်ပေါ့ငလျင်လှုပ်တယ်ဆိုလို့ရှိရင်လည်းတံတားတွေလှုပ်တာပေါ့နော်အဲ့လိုတံတားတွေလှုပ်တဲ့အတွက်ကြောင့်မလို့ဘာဖြစ်သွားလဲဆိုတော့ဆရာတို့ဒီမှာအဲစကိုင်းတံတားကြီးပေါ့နော်ကြိုးကျသွားတာဒါအားလုံးလည်းဒါသိလိမ့်မယ်ဒါငလျင်ဒဏ်ကိုခံလိုက်ရတယ်အဲ့လိုအခြေအနေမျိုးမှာနော်လှိုင်းနေလှုပ်ခါမှုတွေရှိတဲ့အခြေအနေမျိုးမှာ မျက်စိနဲ့မမြင်ရတဲ့အခြေအနေတွေတာမန်မျက်စိမျက်စိနဲ့မြင်နေရတဲ့ဒါပဲမြင်ရတာအဲ့ဒါကလှုပ်တော့လှုပ်နေတယ်ဘလို့လှုပ်နေလဲဘလို့ပုံစံတိုင်းလှုပ်နေလဲ သူ့ရဲ့ structure ဘယ်လောက်ဒီခန္ဓာကြီးအာတီလှုပ်ခွင့်ပေးမှလဲဆိုတဲ့အပိုင်းတွေကိုဆရာတို့တွက်ချက်တဲ့အခါမှာဒီ complex numbers တွေကိုရှောင်လို့တင်းလို့မရဘူးအရန်အကူညီအကူညီပေးတယ်အရန်ဆရာတို့သိကျင်တဲ့ကိစ္စကိုဆရာတို့တွက်ချင်တဲ့ပုံစံကိုတွက်ထုတ်ရတဲ့နေရာမှာအရန်ကို useful ဖြစ်တဲ့အသုံးဝင်တယ်เนาะအရန်လည်းအကူညီပေးတယ်ဟုတ်ပြီနောက်တစ်ခုဆရာတို့ဆက်ကြည့်ဆက်ပြကြည့်အောင်နောက်တစ်ခုကြည့်မယ်ဆိုလို့ရှိရင်ဆရာတို့ခု ကျွန်တော်အိမ်နေမှာအခုသုံးနေဖုန်းနေသုံးနေတယ်အခုဒီဗီဒီယိုကြည့်ရှုသူနေနဲ့ဖုန်းအားသွင်းမယ်ပေါ့အစားရှိသဖြင့် clear sim ဖွင့်မယ်အာဗီဒီယိုတွေအဲ TV တွေ channel တွေကနေကြည့်မယ်အာချက်မယ်ပြုတ်မယ်ပေါ့ဒဲနီတွေနဲ့အစားရှိသဖြင့်အဲ့တော့ဆရာတို့သုံးနေတာကဘာလဲဆိုတော့ဆရာတို့ပတ်ဝန်းကျင်မှာဒီနှစ်မျိုးရှိတယ်เนาะရိုးရိုးဘက်တရီနဲ့ဆရာတို့သုံးလို့ရတယ်တခဲလေးထည့်ပြီး air con remote လေးနဲ့ကောက်ဖွင့်လိုက်တယ် အဲ့ဒါကြတော့ဆရာတို့ဘာလို့ခေါ်လဲဆိုတော့ direct current လို့ခေါ်တယ်။အခု alternating current AC AC ရဲ့ DC DC AC အဲ့ဒါလည်းပြောင်းလို့ရတာဒါထားပါတော့နော်။ဒါကတော့ဆရာ electrical engineering subject ဖြစ်သွားပြီဖြစ်တဲ့အတွက်အဲ့ advanced ပိုင်းနေ specialized ပေါ့အထူးပြုလေ့လာမယ့်ပိုင်းနေဒါသက်သက်ဒါပေမဲ့ဆရာတို့ပတ်ဝန်းကျင်မှာရှိနေရဆိုရယ် current ကနှမျိုးရှိ DC ရှိ AC ရှိ AC မှာဆရာတို့မြင်နေရတာဘာလို့မြင်နေရလဲဆိုတော့အဲ့ဒီဆရာတို့ခလုတ်တွေကိုမြင်နေရခလုတ်တွေဖွင့်မဲ့ပိတ်မဲ့ခလုတ်တွေ တ်ဝန်းကျင်ကြီးလိုက်မယ် breaker တွေမြင်နေရတယ်ဝါယာကြိုးတွေမြင်နေရတယ်အစရှိတွေဒါဆရာတို့မျက်စိနဲ့မြင်ရတဲ့ပိုင်းမျက်စိနဲ့မမြင်ရတဲ့အပိုင်းကကြတော့ပါလဲဆို current တွေ voltage တွေပြီးတော့နောက်တစ်ခုကသူတို့ရဲ့ phase differences တွေ phase with differences တွေဆိုတော့သူကဒီလိုပြဥပမာဆိုပါဆို current တို့ voltage တို့ဆိုတာကလဲပဲဥပမာ voltage ကနေပြီးတော့နော်အဲတွန်းထုတ်လိုက်တော့ current ထွက်သွားတယ်ပေါ့အဲ current ထွက်သွားရဲ့ဆိုရင်နေရာမှာ current က ਨੇ voltage နဲ့တူတူထွက်သွားရတယ်ရှိတယ် နော်ဗိုဒိရှ်ကအရင်ထွက်သွားတာလည်းရှိတယ်ဒါမှမဟုတ် current ကအရင်ထွက်သွားတယ်ရှိတယ်အဲ့တော့ဆရာတို့ကနော် capacitor တွေလေ့လာတဲ့အခါမှာပေါ့နော်ဒီဒီတနည်းပြ reactant ပေါ့နော် react ဒီ reactant ကိုလေ့လာတဲ့အခါမှာ resistant ကတော့ရှင်းတယ်မျက်စိနဲ့မြင်ရတယ် reactance ကကြတော့အဲ့လိုမဟုတ်ဘူး resistance ကကြတော့ resistor ပေါ့နော်သူ့ကိုဖြတ်သွားတယ်ခုခံတယ်ဥပမာဆိုရေစီးတယ်ရေစီးရဲ့နေရာမှာဂဲလုံးတစ်ခုခုခံနေရဆိုလို့ရှိရင်ဘာဖြစ်အဲ့နေရာမှာဒါ resistance ရှိနေတယ်ပေါ့နော်ဒါပေမဲ့သူ့ကိုပြန်ပြီးတော့ react လုပ်တဲ့နော်ဒီ inductive တို့ capacitive တို့ဒီဒီ reactance တွေကြတော့ဆရာတို့ မျက်စိနဲ့ဒါမြင်လို့မရတော့ဘူးနောက်ဆုံး car ride နဲ့ voltage တောင်မျက်စိနဲ့မြင်လို့မရဘူးပေါ့လေ what you don't see ထဲမှာပါတယ်နော်ဘယ်ဟာ car ride ကြီးလဲဆိုမျက်စိနဲ့သွားကြည့်လို့မရဘူးဘယ်ဟာ voltage ရေဆိုမျက်စိနဲ့သွားတီးကြည့်ရင်တော့ wire ကြိုးတူကြောင်းကိုအခုဆွဲထုတ်လိုက်ဆွဲထုတ်ပြီးတော့လှမ်းတဲ့ကန်ကြီးတက်လိုက်လိမ့်မယ်တခုခုအဲထဲမှာရှိနေဒါပေမဲ့မျက်စိနဲ့မမြင်ရဘူးပေါ့နော်အဲအခုနောက်လိုမျိုး face ဆိုတာအဲ့လိုမျိုးအရင်ဘယ်သူအရင်သွားတာလဲဆိုတော့ differences တွေရှိတယ်နော်အဲ့ဒါတွေဆီကပြီးမှနည်းနည်းလေးဆီက ပြောပြအောင်မယ်เนาะဒါကတော့လုံးဝအထူးပြုပါတာရဲ့လေ့လာသွားတာဖြစ်တဲ့အတွေ့အကြုံမို့လို့ဒါဆရာတော့ D Vero မှာတော့ဆရာဒါတွေတောပြီးတော့ပြောရင်တော့အရင်ကြီးတားကြီးရှည်ပြီးတော့အရင်ကြည့်ရတာခက်လိမ့်မယ်အခု D Vero ကလောက်တာက engineering students တွေအတွက်လောက်တာမဟုတ်ဘူး high schools ပေါ့เนาะ high school student တွေအတွက်ပေါ့เนาะအထက်တန်းကျောင်းသားတွေအတွက်လောက်တာဖြစ်တဲ့အတွက် specialized လေးလာတဲ့အပိုင်းနေတော့ဒီ video မှာဆရာတို့ကြော်ခဲ့တယ်ပေါ့เนาะအခုဒီမှာ line လေးကိုကြီးလိုက်မယ်ဆိုရင်တွေးလိုက်မယ် ဖို့ရရှိတွေ့လားအဲ့မှာ lagging current ရှိတယ်လားနောက်ကျနေတယ်တွေ့လားနော် leading current ဆိုတာ current အရင်ဦးဆောင်နေတာရှိရတယ်လားအဲ့ဒီပုံမှာမူတည်ပြီးတော့အခု zero data ကိုဘာနဲ့ဘာနဲ့မျက်စိအမြင်အောင်ပြရလဲဆိုတော့အဲ line ပုံတံတန်းနဲ့မျက်စိအမြင်အောင်ပြရလိုက်တယ်နော်အဲ့ဒါအဲ့ဒါက zero မျက်စိနဲ့မြင်တာအောင်ပုံဖော်တာ visualize လုပ်ကြည့်တာပေါ့ line နေနဲ့နော်တကယ်လက်တွေ့မှာလဲအဲ့ဒီလိုဖြစ်ရဖြစ်စင်နေကအဲ့ဒီပုံစံအဲ့သဘောသဘာဝတိုင်းရှိနေတာ เนาะโอเคအဲ့ဆရာနည်းနည်းလေး easy ကနေဆက်ပြီးတော့အရှင်းနေ signal processing ကြီးဆရာဆက်သွားကြည့်အောင်ဆရာတို့ခုတချင်းနားထောင်တယ်เนาะတချင်းနားထောင်တယ်ဟုတ်လား Asheron နာမည်ဖြစ်ဖြစ်เนาะအမ်ဆိုကြတော့ Taylor Swift ပဲဖြစ်ဖြစ်ပါတချင်းနားထောင်တယ်ဒါမှမဟုတ်လဲ double နေကြည့်တယ်အဲ့မှာဆရာတို့မြင်ရတာဘာလဲဆိုတော့တချင်းတွေကိုကြားရတယ်အာဆရာတို့ဒီကြည်လင်ပြတ်သားတဲ့ရုပ်ပုံတွေကိုဆရာတို့တွေ့ရတယ်เนาะဒါမှမဟုတ်ဆရာတို့အဲ့နောက်ွယ်မှာ what you don't see ကျွန်တော်တို့တာမန်မျက်စိနဲ့ နော်မမြင်ရဘဲနဲ့ညံမျက်စိမှကြည့်ညံမျက်စိနဲ့ကြည့်ရမှကြည့်မှမြင်ရမယ့်အပိုင်းကြတော့ဗာလဲဆိုတဲ့ခါကြတော့ frequency components တွေရှိတယ်အဲ့ဒါတွေ adjust လုပ်ထားတာနော်သူကဒါကိုဆရာတို့ဒီမှာပုံပြမယ်ဆိုဆရာတို့မြင်ရတာကောမလေးလက်ထောက်ထားတဲ့ပုံပဲဆရာတို့မြင်ရအဲ့နောက်ွယ်မှာဖြစ်လာတဲ့အလွှာတွေအများကြီးရှိတယ်နော်အဲ့ဒီအခြေအနေတွေအကောဒါ signal processing ဆိုတာနော်ဒါဒီဟာဒီပိုင်းကိုလေ့လာမယ်ဆိုရင်နော်ဒီဒီပိုင်း engineering မှာတသက်လေ့လာရခါကျတော့ complex number တွေဘယ်လိုသုံးလဲဆိုတော့တွေးရလိမ့်မယ် ဆိုတော့ဆယ်တော့အဲ့မှာအဲ့ဒီနေရာမှာလေဆယ်မျက်စိနဲ့မမြင်ရတဲ့အပိုင်းတွေတွေ့လာเนาะအဲ့မှာ tone mapping เนาะ white balance တို့ sharpening တို့เนาะ channel mixers တို့အကုန်လုံးကဒီဟာဒီမှာဆရာတို့ကဒီလှိုင်းသဘောသဘာဝတွေရှိတယ်เนาะအဲ့ဒီသဘောသဘာဝတွေကိုချိန်ညှိပြီးတော့မှနောက်ဆုံးမှဆရာတို့ဒီထွက်လာတဲ့ရုပ်ပုံလေးတစ်ခုကိုဆရာတို့ရတာပေါ့နော်အဲ့ဒါလေးတခုရှိရပြီးတော့နောက်တစ်ခုဆရာတို့ဆက်ပြီးတော့ဆရာတို့ကြည့်ကြအောင်အဲနောက်တစ်ခုကကြာတော့ဆရာတို့ water cycle ပေါ့နော် ရေတန်နေရလဲတဲ့ပုံပေါ့နော်အဲ့ဒီမှာဆရာတို့မြင်ရတာဘာလဲဆိုတဲ့အခါကျတော့မိုးရီဝါတာကိုဆရာတို့မျက်စိနဲ့မြင်ရတယ်မြစ်တွေကိုဆရာတို့မြင်ရတယ်နော်ကန်တွေကိုဆရာတို့မြင်ရ lakes တွေကိုမြင်ရတယ်ဒါပေမဲ့ဆရာတို့မမြင်ရတာဘာလဲဆရာတို့မမြင်ရတာ evaporation နော်ငွေကြီးဖွဲတဲ့ condensation တို့နော်ငွေပြန်တာတို့ငွေကြီးဖွဲတာတို့နောက်တစ်ခါမိုးဖြစ်ပြန်ရွာကြတခြားဆရာတို့မျက်စိနဲ့မမြင်နိုင်တဲ့တခြား process တွေအများကြီးရှိသေးတယ်နော်အဲ့မှာဆရာတို့ကနော် water falls back to earth as a rain or the snow เนาะဆိုတော့ဆရာရေတွေကဆရာငွေပြန်နေငွေဖွဲ့မယ်ပြည်ဆရာပြန်ကြလာမယ်ဆိုတော့အဲ့ဒီသဘောသဘာဝတွေမှာလည်းပဲတွက်တဲ့ချက်တဲ့ဆောင်ရွက်ကြတဲ့အခါမှာဆရာတို့ complex numbers တွေကိုဆရာတို့တွေ့ရလိမ့်မယ်နောက်တစ်ခါဆရာတို့ control systems ဆရာတို့လေမြင်ကြီးစီးတယ်လေမြင်ကြီးကဆရာတို့ညင်နေတာပဲနော်စီးလို့ညင်လို့ညင်နေအောင်စီးလို့ကောင်းအောင်လို့ဘယ်လိုတွေလုပ်ထားလဲဆရာတို့မျက်စိနဲ့မြင်ရတာကတော့ speed ကဘာဖြစ်လဲဆိုတော့ညင်နေတယ် เนาะဒီဒီလေမင်းကြီးอ่ะเนาะ stable flight ဖြစ်နေတယ်ဗောเนาะသူ့မှာဆရာတို့อ่ะအဲ့လိုမျိုးတည်ငြိမ်မှုဖြစ်အောင်လို့เนาะစင်ဆက်မပြတ်သူ့ကို chain ထိန်းကြီးမှုတွေဆရာတို့ရှိတယ်ပြီးတော့နောက်တစ်ခါဘာမျက်စိနဲ့မြင်ရသေးလဲဆိုတော့အဲ့ဒီ diagram ဗောအဲ့ဒီပုံကိုဆရာတို့ paper ပေါ်မှာချဆွဲရင် assistant ကိုဆရာတို့မျက်စိနဲ့မြင်ရတယ်ဒါညံမျက်စိနဲ့မြင်ရမယ်ပါတာမန်မျက်စိနဲ့မမြင်ရဘူး what you don't see เนาะနင်းနေအိုးနှောင်းနဲ့ နည်းနည်းထိုးဖောက်ကြည့်မှမြင်ရမယ့်ပါကြတော့ automatic adjustments တွေ automatic ဆိုရဲသဘောတရားဟိုကသူစန်စာတွေကနေလာတဲ့ဟာ ਨੇ အဲသူ feedback တွေ loopings တွေဒီဒီအပြင်မှာဘာဖြစ်နေဆိုဝင်လာဝင်လာတဲ့ data ကိုပြန်တွက်ချက်ပြီး processing လုပ်ပြီးတော့မှသူ့ကိုပြန်ပြီးတော့ output အနေနဲ့ပြန်ပြီးတော့အဲထိမ့်ညှိတာပေါ့နော်အဲ့လိုအပိုင်းနေမှာဆိုလို့ရှိရင်ဆရာတို့ကတောက်လျှောက်ကတော့ wave ပုံစံနဲ့တော့လှိုင်းပုံစံနဲ့တော့ရှိနေတဲ့အပိုင်းနေ နော်အဲ့အဲ့တော့ဆရာအဲ့ဒီနေရာမှာလဲဆရာ complex numbers တွေကိုဆရာတို့ကသုံးတယ်နော်ဟုတ်ပြီဒါအသုံးတွေကိုဆရာအခုတောက်လျှောက်တာထည့်ပြောသွားတာပေါ့နော်ဟုတ်ပြီအဲ့ဒီအသုံးတွေပေါ့နော်ဘာကြောင့်သူတို့သုံးလဲဆိုတော့ဒါခုနဆရာ ပြောခဲ့တဲ့နေရာမှာလဲအချိန်ပေါင်းများစွာခဏခဏဆရာပါပြီးပြီဘာကြောင့်သုံးလဲဆိုတော့ rotation လဲတယ်နော်ဒါမှမဟုတ် oscillation နော်ထက်ခါထက်ခါဆရာတို့ကအဲအဲမြင့်မြင့်တစ်ခါနေနေတကြီးပေါ့နော် အဲ့လိုမျိုးအလှည့်ကျ oscillations ဖြစ်တဲ့ပုံစံတွေနော် rotation လဲတဲ့ပုံစံတွေကိုကင်တွယ်ဖို့နောက်တစ်ခုက phase shifts တွေကို phase ဆိုတာဘာလေးလဲဆိုတော့ဆရာနေနေပြောပြမယ် bp အခုခဏနေဆရာပြောပြမယ်နော်ကင်တွယ်ဖို့ဆိုလို့ရှိရင်ဆရာက complex number တွေကိုသုံးရတယ်နော်အဲ့ဒီအပိုင်းနေမှာဆရာတို့မျက်စိနဲ့ ตาမှန်မျက်စိနဲ့ကြည့်လိုက်လို့မမြင်ရတဲ့အပိုင်းတွေရှိတယ်။အဲ့မမြင်ရတဲ့အပိုင်းတွေကိုညံမျက်စိနဲ့ထိုးဖောက်ပြီးကြည့်မှမြင်ရမယ့်အပိုင်းတွေကို complex number complex number ဆိုတဲ့ဟူကသူ imaginary number နဲ့ real number တို့နှစ်ခုနော်ပေါင်းစပ်ထားတဲ့အပိုင်းတွေဟုတ်တယ်လား imaginary unit ပါလာမယ် imaginary asics ပါလာမယ်နော်အဲ့တော့အဲဒီအပိုင်းတွေကိုဆရာတို့ကနော်အသေးစိတ်သွားတဲ့ not a video မှာတော့ဆက်ပြီးတော့ပြောမှာပေါ့နော်ပြီးတော့နောက်တစ်ခုကသူက ဒီဒီဆရာတို့တွက်ချက်တဲ့အပိုင်းပေါ့နော် circular behavior ဒါမှမဟုတ်လဲ repetitive behavior calculation calculations တွေပေါ့နော်အချိန်မှ repetitive ဆိုတော့ဖြည်းပြီးသားပုံစံတစ်ခါတလဲလဲပြန်ဖြစ်နေတာမျိုးပေါ့နော်အဲ့လိုမျိုး circular ဆိုတာလည်းခုနလိုစဝိုင်းပုံစံအဲ့ဆို circular နဲ့ခုနစဝိုင်းပုံစံဒီလဲတာနဲ့ဖိုင်းနဲ့လဲခြင်းနဲ့လှိုင်းဖြစ်ခြင်းကိစ္စကိုဆရာတို့နည်းနည်းလေးဆက်ပြောဖို့လိုလာတယ်အဲ့ဒါဆိုဆရာတို့နည်းနည်းလေးဆက်သွားကြည့်အောင်နော် တော့ဆက်သွားမယ်ဆိုတော့ဆရာကဒီ complex numbers and periodicity ကိုဆရာတို့ကသဘောပေါက်ထားဖို့လိုတယ် complex number and periodicity နော် तू က cyclic nature ရှိရယ် the complex number တွေကတခုနဆရာပြောခဲ့တဲ့ repeating phenomenon လေးရှိတယ်ပြီးတော့ sine wave to oscillations တို့ဆရာတို့ကြည့်မယ်ဆိုလို့ရှိရင်ဒါပြောမယ်ဆိုရင်တော့ cyclical ပေါ့ nature နော်တန်တရားလေတဲ့သဘာဝရှိတယ်အဲပြောရမယ်ဆိုရင်တော့တန်တရားဆရာတို့ဒီဘုရားစာပေတွေမှာ ရှိတဲ့တန်တရားလေတယ်ဆိုတဲ့ကိစ္စကိုဖြတ်တောက်ခြင်းနဲ့ဆိုရင်တော့ complex numbers တီနဲ့တွက်ချက်ပြီးတော့လေ့လာမှလို့ဖြစ်နေပြီเนาะဒါကတော့ဆရာအဲဆရာအထင်ကိုဆရာထည့်ပြောသွားတာပါเนาะတကယ်တော့ဘာသာရေးနဲ့အဲသိပ္ပံပညာရေးတီနဲ့ကเนาะတက်တက်စီထားတာကတော့ပိုကောင်းပါတယ်เนาะဆိုတော့နောက်တစ်ခု imaging asics ကကြတော့เนาะ face shift တွေအဲ့ဒါကိုဆရာတို့ကเนาะနည်းနည်းလေးပြောပြမယ်ဒီလေတဲ့ကိစ္စเนาะလှိုင်းဖြစ်တဲ့ ဒီကိကိစ္စပေါ့နော်လှိုင်းလှိုင်းလှိုင်းဖြစ်တဲ့ကိစ္စဒီလဲတာကိုလှိုင်းဖြစ်နေဆိုတော့ကြည့်လို့ရတယ်နော်တန်တရားလဲဆိုတော့ဓက်ကလဲလဲဖြစ်တာနော်လှိုင်းဖြစ်တဲ့ကိစ္စကိုလဲဆိုတော့လဲခြင်းဖြစ်နေပြန်ရှုမြင်လို့ရတယ်အဲ့ဒါလေးသိတာဘူးရဲ့အတိသိတာဘူးလို့တယ်ဆိုတော့အဲ့ဒါဆိုဆရာတို့ကသူ့ကိုနော်အဲဆရာ messagefan.com ကနေပြီးတော့ပို့လေးတပုံဆရာပြမယ်နော်โอเคဒါလေးချက်ကြည့်ရအောင်နော်အဲ့မှာ ဆရာတို့က messagefan.com လို့ခေါ်တယ် credit ပေးတယ်နော်ဒီ video အောက်မှာလည်းဆရာ link ချပေးမယ်ဆိုတော့ဒီမှာဆိုရင်ဆရာတို့ကဒါ unit circle နော်ဒီမှာဆရာပို့လေးဒီမှာကြည့်လိုက်ဒါဆိုလို့ရှိရေဒါ angle နော်ဒါ degree နဲ့ဆရာတို့ပြောရမယ်ဒီမှာ angle နော် sorry ဒါ radian အဲဒီမှာ all right as we see that d d angle ဆိုလို့ရှိရင်တက်0.52 uh, degree ပေါ့เนาะဒါဆို50အစိမ်းလေးဒီမှာဒီ3ခုဒီမှာကြည်လိုက်တွေ့လိမ့်မယ်เนาะ ဆိုတော့အဲ့ဒီမှာ55ဒီဂရီအခုဆိုရင်ဒါ sin 55 degree cosine 55 degree tangent 55 degree သူတို့တွေရှိနေတဲ့နေရာအဲသူတို့တွေရှိနေတဲ့နေရာကိုကြည့်လိုက်နော်အဲ့ဒီမှာအဆက်ကလေး30နဲ့တွေ့လိမ့်မယ်0.819နော်0.819ပြီးရ0.579ဒီအပြာရောက်မှာ1.428ကကြတော့ဆရာတို့ဒီမှာဟိုဟာလေးပေါ့နော်အဲမျိုးအောင်လေးပေါ့နော် gray scale နဲ့ဆရာတို့ပြတာတာလေးရှိတယ် အဲ့တွေ့လားအဲ့ဒါအနီအောင်အဲ့ဒီအနီအောင် line နဲ့ဖြတ်လိုက်တဲ့အခါမှာအဲ့သုံးပွိုင်းကိုတွေ့လိမ့်မယ်သူ့နေရာနဲ့သူဖြစ်နေတာတွေ့လားဟုတ်ပြီအဲ့ဒါနည်းနည်းလေးသူ့ angle လေးနည်းနည်းလေးပြောင်းကြည့်လိုက်ပြောင်းကြည့်လိုက်တဖြည်းဖြည်းနဲ့ရွေ့သွားတယ်တွေ့လားရွေ့သွားရရွေ့သွားတဲ့အမှတ်ကလေးတွေကိုဆက်လိုက်လှိုင်းဖြစ်လာတွေ့လားဒီမှာလဲနေတယ်ဆိုရင်ခုဘက်မှာဘာဖြစ်နေဆိုလှိုင်းပုံစံနဲ့ဆရာတို့ပြန်ပြီးတော့ဆွဲလို့ရတယ် Okay အဲ့ဒါဆိုဆရာတို့ဒီဘက်ကနေပြီးတော့ပြန်ကြည့်မယ်ဒီဘက်မှာလှိုင်းဖြစ်နေတဲ့ကိစ္စကဘလို့အခြေအနေရှိနေလဲဆိုဒီဘက်ကပြန်လဲနေတယ်တွေ့လား အပြန်အလှန်လေခြင်းနဲ့လှိုင်းဖြစ်ခြင်းမှာသူကအပြန်အလှန်ပတ်သက်မှုရှိနေတယ်။ဟုတ်ပြီအဲ့ဒါကိုပဲဆရာတို့ကနော်ခုန face chip ဆိုတာလေးနည်းနည်းလေးဆရာပြောပြရရင်တက်လာဒါဆိုလဲတယ်ဆိုလှိုင်းပုံစံတွေထွက်သွားတယ်လဲနေ။လှိုင်းပုံစံတွေကိုလေဆရာတို့ကစကော့ဆွဲလိုက်ရင်လေတဲ့ပုံစံကြီးတစ်ခါပြန်ထွက်လာမှာ။ဒါပြောင်းပြန်မယ်။တက်ဆရာတို့တင်ချာမှာလို့အပြန်အလှန်ပြောင်းပြန်စဉ်းစားတဲ့ကိစ္စကြီးကလည်းအရေးကြီးတယ်ပေါ့နော်။ဆိုတော့ဆရာဒီမှာ face shift ဆိုတာလေးနည်းနည်းလေးနားလည်အောင်ပြောရမယ်ဆိုရင် um ဒီမှာဆိုရင်တွေ့လား အဲဒါကဘာလဲဆိုတော့ face shift ဆိုတဲ့သဘောကအခုဒီမှာ dash line နဲ့ဆွဲထားတဲ့ကောင်အဲ့ဒါကဘာလဲဆိုတော့ original နော်ပထမ position ကနေပြီးတော့အစိမ်းအောင် position ဘလို့ရွှေ့သွားလေအဲ့ဒါဘာလဲဆိုတော့ရေပြင်းကြီးမြင်းတိုင်းအလျားလိုက်ညာဘက်ကိုရွှေ့သွားတယ်အခု vertical shift ကြတော့ down လိုက်အပေါ်ရွှေ့သွားတယ်မူလကနေပေါ့ပေါ့ဘလောက်ရွှေ့သွားလေဆိုတော့ဆရာကဒါ face shift လို့ခေါ်တယ် နော်အဲဆိုတော့ဒီအဲ့ဒါ city stride function တွေဘာညာဒီလိုပြတာတွေရှိပေါ့နော်အဓိကကတော့ဆရာဒီမှာဒီဒီ video မှာဆရာအဓိကဒီ case မှာဆရာအဓိကပြောချင်တာကတော့ဘာလဲဆိုတဲ့အခါကျတော့လေခြင်းနဲ့လှိုင်းဖြစ်ခြင်းပေါ့လေတာနဲ့လှိုင်းဖြစ်တာနဲ့လေတယ်ဆိုရင်လှိုင်းပုံစံထွက်တယ်လှိုင်းပုံစံထွက်ရင်လေတယ်ဆိုတဲ့ဘက်ကိုပြန်စဉ်းစားလို့ရတယ်အဲ့နှစ်ခုကတစ်ခုနဲ့တစ်ခုပတ်သက်နေတာအဲ့လိုပတ်သက်နေတော့ဘာဖြစ်လဲဆိုတဲ့ကိစ္စရှိတယ်နော်အဲ့လိုပတ်သက်နေတဲ့အခါကျတော့ imaginary number ဆိုတဲ့ဟာကို real as expo မှာမရှိဘူး real assets ပေါ်မှာမရှိတဲ့ gain တွေ real ဒီနေ့ပြောရင် gain စစ်မြင်းပေါ်မှာမရှိတဲ့ gain တွေမရှိတဲ့ gain တွေက gain စစ်မြင်းနဲ့ခုနလဲရဲဆိုတဲ့ကိစ္စဆိုတော့ဆရာကတောင်းမှန်ကြတဲ့မြင်းက imaginary unit imaginary assets အနေနဲ့သူဖြစ်လာတယ်အဲဘာလို့သူအဲ့တောင်းမှန်ကြတဲ့မြင်းကိုဆွဲလိုက်ဆိုတော့တောင်းမှန်က90 degree ဆိုတာက definition နဲ့မှာဒါအစော်ကြီးတဲ့ဒါရှင်းနေပြီလားအဲ့ဂျားရဲ angle ရောမရှိဘူးလားရှိတယ်အများကြီးပဲဟုတ်တယ်လားအဲ့ဆိုဒီ imaginary နဲ့ reality နဲ့မှာ ਨੇ နော်နှစ်ခုကိုပေါင်းပြီးတော့ပေါ်ပြလိုက်တဲ့ဟာကဘာဖြစ်သွားလဲဆိုတော့ complex numbers ဖြစ်သွားတယ်နော်ဆိုတော့အဲ့ဒါဒီတကယ်ခုနကလက်တွေ့ဘဝမှာခုနကဆရာဒီဗီဒီယိုရဲ့အစမှာရှင်းပြခဲ့သလိုပဲအများကြီးရှိပါတယ်နော်အဲ့တော့ဆရာတို့အနည်းချုပ်အနေနဲ့ဆရာတို့ဒီဗီဒီယိုကနေဘာပြီးဘာကိုပြန်ပြီးတော့ယူသွားတင်လဲဆိုတဲ့အခါကျတော့လက်တွေ့အသုံးချနော်ဒီလက်တွေ့အတုံးနေမှာเนาะအစစ်မြင့်တင်ချနေမှာဒီ complex number တွေကိုပေါ့เนาะဆက်လီလာမှာဖြစ်တယ်ဒီ complex number တွေ လက်တွေ့မှာဘလို့အတုံးချလဲဆိုတာဟိုအထူးပြုလေ့လာတဲ့အခါမှာမှာအသေးစိတ်ပေါ့နော်အသေးစိတ်ဟိုမှာ current diagram ဆွဲမယ်ခုန impedance ဆွဲပုံတွေဆွဲမယ်ဒါသူ့သူ့နည်းနဲ့သူ့သူ့ရဲ့လေ့လာမှုနည်းပယ်နဲ့သူအသေးစိတ်ဆရာတို့ဆက်သွားရအောင်ဟုတ်ပြီအဲ့ဆိုဆရာတို့ကဒီ high school students အနေနဲ့ပေါ့အထက်တန်းကျောင်းသားအနေနဲ့ဗာတိတာရမယ်ဆိုအဲ့လိုအသေးစိတ်လေ့လာရင်နော်အစင်တစ်ဖြစ်အောင်လို့ complex numbers တွေကိုသူတို့ operation တွေသူတို့ဘယ်လိုကင်တွေ တွက်ချက်လဲဆိုရဲနီးနာတွေနီးလန်းတွေနော်ဒါတွေကိုလေ့လာရအောင်ဘယ်လိုမျိုးဆိုလိုတာအပေါင်းနှုတ်အမြောက်စားတွေလောက်ကြလဲဘယ်လိုမျိုးသူ့ရဲ့ root တွေကိုရှာကြလဲပေါ့ tree ကိုနဲ့သူကဘယ်လိုပတ်သက်သွားလဲပေါ့ polar form ကဘယ်လိုရှိနေလဲပေါ့အဲ့ဒီ complex number တွေကိုဘယ်လိုမျိုးအပေါင်းနှုတ်အမြောက်စားတွေလောက်ကြလဲဆိုတဲ့သဘောအဲ့ဒါကိုအထက်တန်းအဆင့်မှာတော့ကျွန်းကျွန်းချင်းချင်းပတ်ပတ်နေနေရှိတာအမယ်အဲ့ဒါမှခုနကလိုမျိုးတကယ်လက်တွေ့အသုံးချနေတဲ့မှာဝင်လေ့လာတဲ့အခါကိုကအဲ့ဒါကြီးကတက်ခဲ့ပြီးသားဖြစ်တဲ့အတွက်အဲ့ဒါကြီးကိုပြန်ပြီးတော့ ဟိုအထွေလူအဲအထူးတလေပြန်ပြီးတော့စဉ်းစားစရာမလိုတော့ဘူး review လေးနည်းနည်းလေးလုပ်လိုက်တာနဲ့သူ့ရဲ့ဖြစ်ရှင်းမှုဖြစ်ရှင်းနည်း technique တွေကိုကတန်းသိသွားပြီးရင်တကယ်လက်တွေ့ဘဝပုံစံတွေကိုကတိုင်းငင်းတိုင်းငင်းတိုင်းငင်းတွက်လို့ရပြီပေါ့အဲ့တော့ဆရာတို့နောက် video မှာပါလာမယ်ဆိုတော့ဒီ complex numbers တွေကို operation နဲ့ not peer array နဲ့မှနဲ့နော်ဘာကွာချသွားတာလဲဆိုတဲ့ကိစ္စ ਈ ဒါတွေဆရာဆက်ပြောပြမယ် okay